ပြောစရာကြီး ပြောစရာကြီးအားလုံးကတို့ပြောစရာကြီးဟဲ့ဟဲ့ဖာလီပြောနေရတယ်။အော်ဟုတ်ပြီပြောရမယ်။ငါပြောရမယ်နေသစ်တွေကိုငါတို့ကရောက်လာပြီလေကွာ။အေးငါတို့ဒီတက်တွဲမိသားစုတွေရောမြမပြည်သူပြည်သားတွေရောတိုင်းသားညီကိုမောင်နှမတွေရောအားလုံးကပြောရတော့မယ်လေကွာ။ဟာဘာဖြစ်မှာလဲ။အခုစစ်ပွဲတွေရက်သွားပြီလေ။အေးစီပဲအပြစ်ခတ်တွေပါလေရိုက်ပြီးတော့အေးစီငင်းငင်းငင်းဖြစ်သွားပြီမလား။အဲ့တော့မင်းပြောနေတာဟုတ်တယ်မလား။အဘအေးအဘကိုကျွန်တော်ပြောတယ်။ မြဝတီမကြည့်ပါနဲ့မြမအတန်ကိုမကြည့်ပါနဲ့ပြည်သူတွေကအခုပြောနေပြီတရားဒရိုင်းမီလုံးကရှိတဲ့ပြည်သူတွေကပြောနေပြီနော်မြဝတီလိန်နေသည်တဲ့မြမအတန်ညာနေသည်တဲ့နော်မြမအတန်ညာနေတယ်မြဝတီလိန်နေတယ်ဆိုတော့ဒီစကိုင်းနဲ့တို့ MRT ဖိုးလို့ကြတော့အတူတူပဲဗျာအတူတူပဲအားလုံးအတူတူပဲအော်သူတို့ကပိုလိန်ပေးတာပိုပြီးတော့လိန်ပေးနေတာနော်အဲ့ရောက်အပေါအဲ့တဲ့င်းနေမကြည့်ပါနဲ့လို့အပပြောတာဗာ ထင်တာနေတခြားစီဖြစ်နေတာပြီးတော့ဘာလို့ရှိသေးရေနော်ဘာလို့ရဲ့ဘာလဲပေးတာကမ်းတာလေးကိုစားပြီးတော့အယိုးရင်းကိုက်နေတာပေါ့ဗျာအော်ဟိုလော်ဘီလော်ဘီတော့ဘာလို့ဘာလို့ဘက်ကနေလော်ဘီလုတ်ပေးနေတယ်ဟိုလူတွေရှိရလေအဲ့တိတယ်အဲ့အဲ့ထဲမှာပါဗျာစိုးစိုးဝါးဝါဟိုစားကလေးကောင်းနေကောင်အော်ဟိုတလောကငါတို့ခေါ်ပြီးတော့ငါတို့ပညာပေးလိုက်တဲ့ကောင်အဲဖုန်ခါနေနေရင်ဖုန်ခါလိုက်တဲ့ကောင်လေဒီတော့ဒီကောင်ဖုန်းကြီးတွေပိုင်းတော့ဝတ်သွားတယ်လေဟုတ်တယ်ဗျာအဲ့အဲ့ကောင်ကပိုတော်ဆိုးသေးတယ်ဗျာပြောင်းလဲပြောင်းညင်းဗျာဟုတ်ဗျာ ဘလို့ဘလို့လို့ပြောင်းနေပြောင်းနေငေါ့လှလှစမ်းပါအောင်အဘအိုကျွန်တော်ဟိုတနေ့ကကျွန်တော်မနေ့ကလားတနေ့ကလားကျွန်တော်ပြောရတယ်အင်းအင်းမောတောင်မျိုးကျွန်တော်ကြာသွားပြီလို့ကျွန်တော်ပြောတယ်လေအေးလေငါ့ကိုပြောတယ်မောတောင်ကြာသွားပြီလို့ငါ့ကိုပြောတယ်ငါငါစိတ်မကောင်းဖြစ်နေတာလေဒီဆိုရှယ်မီဒီယာပေါ်မှာလည်းကျွန်တော်တို့ဒီလက်နက်တွေနဲ့အလင်းဝင်တဲ့လူတွေကဖမ်းမိတဲ့လူတွေနဲ့သူတို့တင်းစီရမိတဲ့လက်နက်ခရရန်တွေဘာတွေကိုအကုန်လုံးချပြပေးပြီးသွားပြီအေးအဲ့ဒါကိုဗျာအဘတို့ရဲ့အဲ့ခုနပြောတဲ့စာကလေးကောင်းလော်ဘီကနေပြီးတော့လေ မကြပါဘူးတဲ့ဒီမောတောင်မျိုးကြီးကမကြပါဘူးပေါ့နော်သူနဲ့တောင်မှအဆက်အသွယ်ရပါတယ်တဲ့ဖုန်းဆက်သွယ်ရပါဆိုဗါလေဟိုသူ့မိငငယ်နဲ့ဆက်သွယ်ရတာလားသူ့သူ့မိငငယ်နဲ့မဟုတ်ဘူးေအဲ့ကစစ်သားတွေကသူ့လင်းငယ်သူ့လင်းငယ်တွေသူ့မိငငယ်တွေငါလည်းတည်တယ်မောတောင်ကြသွားပြီ မောတောင်ကြသွားလို့ဟိုဘက်က ဝင်ပြေးသွားတယ်ငါတို့ရဲဘော်တွေရှိတယ်လေအဲ့အဲ့အဲ့ငါတို့ရဲဘော်တွေငါတို့အခုသွားပြန်ပြီးတော့ငါတို့ထုတ်ရတော့မယ်အဲပြီးတော့မှဒီမှာအလင်းဝင်တဲ့လူတွေဖမ်းမိတဲ့လူတွေလက်နက်ခဲရနေတယ်မနေ့ကကျွန်တော်ရိုက်ပြတာပြဒီမြင်းဆံအောင်မရှိဘူးအေးအဲ့ငါဒီငါတော်တော်စိတ်မကောင်းဘူးဒီကောင်ဘာပြီးထပြီးတော့သူနဲ့ဆက်တော့ရတယ်ဆိုတော့ဘာလဲ သူသူလင်ငယ်တွေလားကျွန်တော်လည်းအဲ့ဒါပဲအဲ့ဒါပြောတယ်သူနဲ့အောင်ဖုန်းတော်ဆက်သွယ်ရပါသေးတယ်အဲ့ဒါမောတော်မျိုးရပါမယ်မင်းငယ်ဆိုရင် तू ကယောက်ျားဖြစ်နေဦးမယ် तू က तू ဆက်သွယ်ရတာသူ့ရဲ့လင်ငယ်တွေဒီကောင်ကမင်းမလို့မင်းမရပြောတဲ့အတွက်ဒီကောင်ကဒီနေရာငါတို့ကပေးထားတာငါတို့ကနည်းနည်းလေးပတ်စံပေးလိုက်ဒီကောင်ကများများပြောခိုင်းလိုက်နည်းနည်းပတ်စံပေးလိုက်များများပြောခိုင်းလိုက်ဒီကောင်နေမိသားစုဒီကောင်နေအကုန်လုံးကငါတို့ပေးစာကန်းစာနဲ့ဒီကောင်နေစားနေရတဲ့ကောင်မှန်တယ်မှန်အဲ့ဒါကြောင့်မလဲ तू ကပြောတာနေမှာပေါ့နော်ဒါကြီးကအကုန်လုံးလည်းသိနေတယ်ဒါအမိလုံးကဘာလုံးကလည်းသိနေတဲ့ကိစ္စကြီးကို तू ကမဟုတ်ပါဘူးညင်တော့ तू ပဲ ग् ွမ်းမှာပေါ့ကျွန်တော်ပြောတာဟုတ်လားဟာကွာဟို ဘက်ကလုံရင်ပြက်ပြက်သားသားလုံတဲ့အပြင်ကိုတိတိကျကျနဲ့ဓာတ်ပုံတွေကိုဗီဒီယိုဖိုင်တွေကိုအကုန်လုံးကိုသူကနေပြီးတော့ တင်ပြတာတင်ပြတာကျွန်တော်တို့ကျွန်တော်တို့ဒီငါတို့ line တွေပေါ်တင်ပလိုက်တာဟုတ်တယ်ကျွန်တော်တို့ဒီစက္ကမဘက်ကနေပြီးတော့ကျွန်တော်တို့စက္ကန်းသိမ့်နေပါ냐ဘယ်ဘယ်နှခါပြဘူးလဲဘယ်နှခါဘယ်နှခါပြဘူးလဲဘယ်လိုလုပ်ပြမှာလဲမဟုတ်မှမဟုတ်တာမင်းအဲ့ဒါပြောတာလေငါတို့ကားလေးနဲ့ဝူးဆိုဖြတ်သွားလေခါခဏနေခဏနေဟိုဥပမာပေါ်ပါငါတို့ဆိုင်မုံလေးဟိုမြင်းမူဆိုရင်အဲမြင်းမူကဆိုင်မုံလေးတော်တော်တော်ရောက်အလံလေးပြုတ်အလံလေးပြုတ်ချက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 ်ရိုက်ပြီးတော့တက်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 အဘကြီးကျွန်တော်တို့တော့ဒီမှာမြင်းမူကိုကျွန်တော်တို့ကသိမ့်လိုက်ပါပြီဘာညာသူတော့ သူတို့ကလည်းအောက်ကလူတွေကလည်းငါတို့လိန်နေကွာဟုတ်ကဲ့အဲ့ဒါငါတို့အပေါ်ကလူတွေကလည်းတီးတီးနဲ့အလိန်ခံနေရတာပိုဆိုးတာတက်ချုပ်ဟုတ်ကဲ့အောက်ကလူတွေကနေဟာလိန်သွားငါငါတို့လည်းတစ်ခါခါကြာရင်ဟိုပြုံးမိပါတယ်ဟုတ်ကဲ့ဒါပြီးတော့အဖကျွန်တော်တို့သိမ်းပြီးသွားပြီဒီမှာဓာတ်ပုံတွေကြည့်ပါဘာဖြစ်နေ냐ပြီးတော့ကိုကပီတီတွေဖြီးပြီးတော့တက်ချုပ်ကအဲ့မှာမဟုတ်တာတွေရှောက်လို့တာမဟုတ်တာတွေရှောက်လို့ရှောက်လို့ပြည်သူတွေဒုက္ခရောက်ကွာအားကြောင့်အဘအကျွန်တော်တို့ပြောတဲ့ပဒင်းလေးတွေပဲကျွန်တော်တို့ဟိုဟာတားငယ်လေးတို့ တင်ပြပေးတဲ့သတင်းလို့ပါဗျာနားထောင်တဲ့လူတွေသတင်းကိုနားမထောင်နဲ့အဘကြည့်တဲ့သတင်းတွေအကုန်လုံးသတင်းမှားတွေကြီးပဲမင်းကသတင်းမှန်ပေါ့ကျွန်တော်ကသတင်းမှန်လေဟိုကောင်သတင်းမှန်ယူလာတယ်ပေါ့ယူလာတယ်အဲ့တော့အခုဒီမနေ့ပါကျွန်တော်ရရှိလာတဲ့သတင်းလေးကိုအဘအရင်တင်ပြမယ်အေးပြောပြအဲ့တော့ပထမဦးဆုံးအဘကိုတင်ပြသတင်းမှားတော့မဟုတ်ဘူးနော်အမှန်ပဲမြောက်ဝတီလိုမြမအတန်တို့ MRTV4 တို့စကိုင်းနဲ့တော့မဟုတ်ဘူးနော်ကျွန်တော်ကသတင်းအမှန်ပဲတင်ပြတာနော်အဲ့တော့ပထမဦးဆုံးအဘကိုတင်ပြမယ့်သတင်းကတော့ဘာလို့လဲဆိုကျွန်တော်ရေဘလူးအာလာပြီကွာလာစောစီကွာဟုတ်ကဲ့နော်အရေးဘလူးအကြောင်းလေးကိုကျွန်တော်ပြောပြမယ် အဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုတော့ကျွန်တော်ဒီဟိုဟောပေါ့ဒီတည်င်းလေးမှာတော့ဒီရေဘီလူတည်င်းလေးမှာတော့ကျွန်တော်နိုဝင်ဘာလ14ရက်နေ့နဲ့နိုဝင်ဘာလ15ရက်နေ့နှစ်ရက်စာဖြစ်တယ်ကျွန်တော်ဒီတိုက်ပွဲလေးအကြောင်းကိုပြောပြမယ်။နိုဝင်ဘာလ14ရက်နေ့မှာတဲ့ကျွန်တော်တို့ဟိုဟောပေါ့ဟိုစကားမစစ်ကြောင်းပေါ့နော်။ဟောစစ်ကြောင်းတည်တယ်တည်တယ်။ဟောစစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ဒီဟိုပေါ့ Standard Army စစ်သားများပေါ့နော်။အဲ့စစ်သားများနဲ့ဆိုရေဘီလူအဖွဲ့နဲ့နော်ကျွန်တော်တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့တည်င်းလေးကိုပြောပြမယ်။ဟိုတိုက်ပွဲဖြစ်တဲ့နေရာကတော့ဘယ်နေရာလဲဆိုကျွန်တော်အဲ့မှာရှိတဲ့ကျွန်တော်ရွာကလေးရွာဆိုတဲ့ရွာပေါ့နော်။ အိုက်နာရဲ့ရွာကလေးရွာဆိုတဲ့ရွာရဲ့အကျော်မှာဖြစ်တာအဲ့ဒီဟိုဘအလွန်လေးမှာအလွန်လေးမှာရွာရဲ့အထွက်ပေါ့ရွာရဲ့အထွက်ပေါ့အဲ့မှာကျွန်တော်တို့ဒီဟိုရေဘလူးတက်ဖွဲ့နဲ့ကျွန်တော်တို့ဟိုထိတ်တိုက်တိုက်ပွဲတွေဖြစ်တယ်လို့တွေ့ရတယ်အဲ့မှာဘလို့ဖြစ်လဲဆိုရင်ဗါရဲ့ဒီကျွန်တော်ရဲ့ဒီစစ်ကြောင်းကအဲ့ဒီရွာကလေးရွာပေါ့အဲ့ရွာကလေးရွာကနေအထွက်မှာထွက်လာပြီဆိုတဲ့ဟာကိုတတင်းအတိကျပေးတဲ့လူကရှင်းဟာအဲ့ဒါအဲ့ဒါဆိုရင်ငါတို့ဘက်ကဆိုရင်ငါတို့ဟိုဘက်ကိုလုတ်ပေးနေဖျဲသေးပေါ့ဟုတ်ကဲ့ အဲ့တော့ဂျွန်သူရသားတွေဆိုလဲငါတို့ကမလူလာတဲ့လူတွေပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့လိုတိုက်ပွဲအတွင်းမှာတော့တဲ့ကျွန်တော်ဒီရေဘလူးနဲ့ကျွန်တော်တို့ကဒီဆက်ကမှာတိုက်ပွဲအတွင်းမှာတော့ကျွန်တော်အချိန်အားပြည့်တော့ကျွန်တော်55မိနစ်လောက်တော့ကြာတယ်လို့သိရတယ်။နောက်ဒါကတော့နိုဝင်ဘာလ14ရက်နေ့မှာဖြစ်တာပေါ့နော်။ဟုတ်ဖြစ်ချင်တာကတော့ကျွန်တော်ပြောသလိုပေါ့သူတို့ကကျွန်တော်တို့ဒီဆက်ကမှာစစ်ကြောင်းလာမှာကိုရေဘလူးကကြိုသိတယ်။ကြိုသိတော့အဲ့ရွာလေးရွာရဲ့ကျွန်တော်အထွက်ပေါ့။ <noise> 嗯，哎，托 <noise> 嘛，拄个酒店，伊就少生意来做，表阿妹做侬阿爸爷，哦，再不就买嘛，哦，阿达姆、阿内姆嘛，拄个个阿达姆古稀有啊。 ်ကျွန်တော်ဘက်အားနေမှုရှိတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကအပိုင်ပြရတာကိုအော်တကယ်ကြိုရနေတာ။တည်တယ်တည်တယ်အဲ့တော့ငါတည်တယ်ဒီစာကလေးရွာတဲ့ကနေပြီးတော့ငါတို့ငါတို့ဘက်ကလူတွေကနေဘူးစာကလေးမဟုတ်ဘူးရွာကလေးအေးရွာကလေးရွာစာလေးကြောင်နဲ့မာသွားတာဟုတ်ကဲ့ရွာကလေးရွာကနေပြီးအမီးနဲ့မာသွားတာဟုတ်ကဲ့ဆိုတော့အဲ့လိုမျိုးဆိုတော့ရွာကလေးရွာပေါ့ရွာကလေးရွာတွေကနေပြီးတော့ပြည်သူတွေရှိရနေပြီးတော့ငါတို့ခိုးလာမယ်ဖွက်လာမယ်အနိုင်ကျင့်လာမယ်ပစ္စည်းတွေယူလာပြီးတော့ဒီကောင်တွေကနေဘယ်သူမှမရှိဘူးပေါ့ပျော်ပေါ်နဲ့ထွက်လာတဲ့အချိန်မှာမင်းပြောပုံရဆိုရင်ရွာထိပ်ကနေအစင်းစင်းစောင့်နေတဲ့ရေးဘူးကကင်ထိတ်တာပေါ့ကင်ထိတ်တာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါပြော ောမယ်ဆိုတက်ကွင်းလေးရောက်သွားတဲ့ပုံစံဖြစ်သွားတယ်နော်အဲ့ဒီမှာတော့ကျွန်တော်တို့ရဲ့ဟိုထိခိုက်သေဆုံးမှုတွေရှိတယ်နော်ပြီးတော့ကျွန်တော်တို့ဒီဒဏ်ရာရတဲ့လူတွေလည်းရှိတယ်လို့သိရတယ်ပါနော်ပြီးတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အဲ့လိုအတိုက်ခံရတယ်ကျွန်တော်ရဲ့စီစက်ကမှစစ်ကြောင်းအဲ့စစ်ကြောင်းကအဲ့တိုက်ပွဲဖြစ်တဲ့နေရာမှာပဲယနေ့ချိန်ထိအင်းရှေ့လဲတိုးလို့မရဘူးနောက်လဲဆုတ်လို့မရပဲနဲ့အဲ့နေရာမှာတိုက်ပွဲဖြစ်တဲ့နေရာမှာရှိတဲ့ကြောင်းတိုးတောင်နေတယ်မှာဝင်ရောက်ဝေါအောင်နေတယ်ညင်တက်နေတယ်လို့သိရတယ်အော် ငါတို့ပပက်လျံငါတို့ပိတ်ထားတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပိတ်ထားတာဟာဟိုပိတ်ထားတော့ तू อ่ะအခုပြန်လဲမပြစ်တော့ဘဲနဲ့အားလုံးညင်သွားတဲ့သဘောမှာရှိတယ်အော်ဒီပုံစံတိုင်းဆိုရင်ငါတို့သဘောပေါက်ပြီဟုတ်ကဲ့အဲဒီကောင်တွေကနေပြီးရွာတွေတွေကနေပြီးတော့ဒီမိမအင်ကြီးတွေအဲဟိုပစိုးအင်ကြီးတွေဒီကောင်တွေယူလာပြီးတော့ဒီကောင်တွေကအသွင်ပြောင်းပြီးတော့ဒီကောင်တွေကထွက်ရင်ထွက်မထွက်ရင်ဒီကောင်တွေလက်နဲ့ချပြီးတော့အလံမြူထောင်တော့မှာဒီကောင်အဲ့လိုအနေထားပေါ့ဘာလို့ဆိုတော့တိုက်ပွဲကဟိုညင်အဲ့ဆယ်လေးရက်နေမှာဖြစ်တယ်ဟိုအตาစင်းနဲ့ကျွန်တော်တို့ဒီဘက်ကနေအပြစ်ခံရတယ်အပြစ်ခံရတယ်မှာတိကျတိုက်ဆုံးမှုတွေရှိတယ် ဟိုဟာပေါ့ဟိုဒယန်ရလေးလူကြီးရှိတယ်အဲ့ဒီမှာဘာဖြစ်သွားလဲတိုက်ပွဲတော့ဟိုပြောရမယ်ခိတခဏကျွန်တော်ငြိမ်သက်သွားပြီးတော့ကျွန်တော်တို့ရဲ့ဒီစကားမှာစစ်သားတွေကဘာလုပ်လဲဆိုတိုက်ပွဲဖြစ်တဲ့နေတော့တောတောင်နေမှာကျွန်တော်ခဏပုံအောင်နေတယ်လို့သိရတယ်အဲ့ဒါနိုဝင်ဘာလ14ရက်နေ့မှာဖြစ်တာအဲ့ဆက်လက်ပြီးကျွန်တော်နိုဝင်ဘာလ15ရက်နေ့ကျတော့နနက်ပိုင်းမှာကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီစတန်ဒတ်စစ်တဲ့ စတန်လက်စတက်ကနေပြီးတော့စစ်ကြောင်းကိုထပ်ပြီးမထိုးတော့ဘူးထိုးလို့လည်းမရတော့ဘူးအဲအဲ့တော့ထိုးလည်းသေးပါလေထိုးလည်းသေးပါဟုတ်ကဲ့အဲ့တော့ထုတ်တော့မှာထိုးလို့လည်းမရဘူးပြန်ပြီးတော့ဆုတ်ဆုတ်လို့လည်းမရဘူးအဲ့လိုအနေထားမှာဗာဖြစ်လာလေဆိုကျွန်တော်တို့ဒီခုနကရွာကလေးရောအဲ့ရွာကလေးရောဝင်လာပြီးတော့ကျွန်တော်တို့ကဒီဘောဘရွာသားတွေဖမ်းဆီးထားတဲ့ရွာသားတွေရှိတယ်အဲအဲ့ဖမ်းဆီးရတဲ့ရွာသားတွေကိုလည်းဒီ15ရက်နေ့မနက်မှာတော့ပြန်လည်လှုပ်ပေးလိုက်ပြီသူသိရတယ်ဗျ 哦တော်သေးတာဗောတော်သေးတာဗောပြန်လဲလွတ်ပေးလိုက်တယ်ဆိုတာလဲဒီမွန်တန်တိုင်းသူအဲ့ရွာသားကြီးကပြန်ပြောတာဗောသူတို့တောတောင်နေတမ်းမှာပုံအောင်နေဆိုတော့သူတို့ကပြန်ပြောတာဗောဟုတ်ကဲ့အဲ့တော့ဒီဟိုဟာဗောရေဘလူးဖွဲ့ကလည်းအဲ့ဒါကိုကျွန်တော်မျက်ရှည်မပြတ်ဟိုစောင့်ကြည့်နေတယ်လို့ပြောတယ်လိုက်လံပြီးတော့ကျွန်တော်တိုက်ခိုက်နေတယ်လို့ပြောတယ်အဲ့အတော်အတွင်းမှာတော့ကျွန်တော်တို့ရဲ့ဒီအခုလောလောဆယ်တော့ကျွန်တော်တို့ရဲ့ဒီစာကားမှာချက်သားကျွန်တော်ခုနှစ်ဦးလောက်ကျွန်တော်တေးဆုံးသွားတယ်လို့သိရတယ်နော်ထိခိုက်တန်ရလို့ရှိတယ်ငါတို့ဒီဘက်ကပိုးတလောက်ငါတို့ကမလောက်ဘူးပြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဗောဟာလက်နက်တွေလည်းစုံလူတွေလည်းရှုံး ဟာသွားပြီအားကြောင့်အဘောက်ကိုကျွန်တော်ကကျွန်တော်ပြောတဲ့သတင်းကိုပဲနားထောင်မြမတန်လို့မြဝီလို့မကြည့်နဲ့ဆိုတာကိုကျွန်တော်ပြောပြတာသွားပြီသွားပြီသွားပြီအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒါပဲဟိုဒါတော့ရေဘလူးမှာဖြစ်တဲ့ဟိုအကြောင်းလေးပေါ့နော်ရေဘလူးမှာဖြစ်တဲ့အကြောင်းလေးကိုကျွန်တော်ပြောပြတာအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒါပဲဟိုဆက်လက်ပြီးတော့ကျွန်တော်အဘောက်ကိုကျွန်တော်တင်ပြပေးမယ့်ဟိုသတင်းလေးတော့ကျွန်တော်ရေးတာရှိโอ้ยีนเนี่ยปะเสร็จตาอยู่เว้ยกัวโหเนี่ยดิถ้าคุณน่ะว่ายีบลูยีบลูเหรอยีบลูบ้างมาผิดแห่หาดิไตปวยนี่จ้องပြောတာ အခုကဆက်လိုက်ပြီးအဘောက်ကိုကျွန်တော်ပြောပြမှာရေတာရှည်မှာဖြစ်တဲ့ရေတာရှည်ဆိုငါတို့ဒီဘခုံးနာကတ်နေပြီလေကွာအဲ့ရေတာရှည်မှာတဲ့ကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့ရဲ့ဒီ standard စစ်တပ်အဲ standard စစ်တပ်ကိုတဲ့ကျွန်တော်တို့ဒီတော်လိုင်းတပ်ဖွဲ့တွေတဲ့ဂျာပြတ်တိုက်ခိုက်မှုမှာကျွန်တော်ရဲ့စစ်သားကျွန်တော်20ရောက်လို့ကျွန်တော်တည်ဆုံးတယ်ဟာမဟုတ်ဘူးလေကွာဟိုဘက်ကပေတာတွေဟိုဘက်ကကျသွားတာတွေဟိုဘက်ကလင်ပြီးလက်နက်တွေငါတို့တင်းစီရမိတာလေအဲ့ဒါလေးပါလေငါတို့ပြောပါလားမင်းကပြောနေရင်ငါတို့ဘက်ကအကြအဆုံးနဲ့အသေးပြောက်တွေပဲပြောနေတယ်ကျွန်တော်က အရှိ့ကိုရှိတိုင်းပဲပြောတာလေအမှန်ပဲပြောတာတင်းမှန်ပဲပြောတာအော်အဲ့ဒါဆိုရင်ငါတို့ဘက်ကဟိုဟိုငကြောင်ကောင်သုံးကောင်ကငါတို့ကိုဖားရပြီးတော့ပြောနေတယ်အေးအဲ့တော့ကျွန်တော်တို့ဒီတက်ခိုက်မှုမှာတော့ကျွန်တော်20ယောက်တည်တယ်ပြီးရင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီစကားမစစ်တက်ကတော့သူတို့လုံနေကြအတိုင်းပေါ့နော်ချေရရုံမီးရှို့ဖြက်စီးတယ်ဆိုတဲ့အတင်းလေးရှိတယ်။အော်အဲ့ဒါအဲ့ဒါဆိုရင်ဒီငါတို့ငါတို့ဘက်ကစကားစဘက်ကနေပြီးတော့20ယောက်ကနေအပေရောက်သွားတာပေါ့။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်။အာပြီးတော့ကျွန်တော်တို့ဟိုရွာတွေကိုဝင်နေပြီးရင်ရွာတွေကို ရွာထဲမှာရှိတဲ့အိမ်တွေကိုမြေရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့သိရတယ်။အဲ့ဒီတရင်လေးကိုအဘောက်ကျွန်တော်တင်ပြပေးမယ်။အဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုရင်အော်တိုဘားလ25ရက်နေ့တဲ့ကျွန်တော်ကရင်ချောင်းမြေကူးတကားမှာအင်းအင်းအား140ကျော်ပါဝင်တယ်ကျွန်တော်တို့ရဲ့ standard စစ်တပ်နော်ကင်းချောင်းဆိုငါတို့ရည်သားရှိပဲလားဟုတ်တယ်ရည်သားရည်သားရှိကင်းချောင်းမြေကူးတရားဆိုတာရှိတယ်အဲတိတယ်တိတယ်တိတယ်အဲမြေကူးတရားမှာဒါနေပြီးတော့ဗာပြောမယ်ဆိုကျွန်တော်ရဲ့အင်အား140လောက်ပါတယ်ကျွန်တော်တို့ standard setup ပေါ့နော်အဲ setup ကအဲတက်ထဲမှာ140တရားဆိုတာကကျွန်တော်တက်တဲ့တော့မဟုတ်ဘူးဟုတ်ပါကျွန်တော်တက်ပေါင်းစုပေါ့ တပေါင်းစုတပေါင်းစုကလူမရှိတော့လို့ဟိုဘက်တက်က20လောက်ယူလိုက်တယ်တည်တယ်တည်တယ်တည်တယ်တပေါင်းစုနဲ့အဲ့မှာဘလူလေးပါမယ်ဆိုဆိုဓာတရ6တုံညာ4อืมပြီးရင်ခလာရ26อืมခမာရတုံ29อืมပြီးရင်ကျွန်တော်ခလာရ39အဲပြီးရင်ကျွန်တော်စခနာ848အဲအဲ့ဒီတပ်ဖွဲ့တွေကျွန်တော်ပူပေါင်းတာနဲ့ကျွန်တော်ပူပေါင်းစစ်ကြောင်းအဲ့ဒီပူပေါင်းစစ်ကြောင်းကျွန်တော်တို့ရဲ့စစ်ကြောင်းပေါ့เนาะကျွန်တော်ရဲ့စစ်ကြောင်းဟာအဲ့စစ်တောင်းမြေအရှိဘက်ကန်းအာရှစ်ဘက်ကန်းကိုကျွန်တော်စစ်ကြောင်းစပြီးတော့ထိုးတယ်ပေါ့နော်အဲ့လိုထိုးလာတဲ့အချိန်မှာ ဟိုဘာလို့ပြောမလဲဆိုကျွန်တော်တို့ကဒီစကားမစစ်ကြောင်းอ่ะဒီတော်လန်ရေးတက်ဖွဲ့တွေနဲ့ဒီဒီလမ်းတနေအောင်ကျွန်တော်တို့တွဲဆုံပြီးတော့တိုက်ခိုက်ဖြစ်သွားတယ်လို့သိရတယ်ဟာအဲ့ဒါတော့ဘယ်တော့ဘယ်နားမှာလဲဆိုရင်ကျွန်တော်တို့ဒီဟိုပေါ့ရေလွှဲကြီးရတောင်ဘက်ရေလွှဲကြီးရတောင်ဘက်မှာရှိတယ်ကျွန်တော်တစ်သားတကားပေါ့အရောက်အဲ့အရောက်မှာကျွန်တော်တော်လန်ရေးတက်တယ်ရနေပြီးတော့ကျွန်တော်တို့အသင့်ဆောင်ကြိုပြီးတော့ကျွန်တော်တို့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့သိရတယ်။အဲတိုက်ပွဲကတော့အဖရဲ့ဟိုဖြစ်သွားတာတော့၃နိုင်လောက်ကြာတယ်ပြောတယ်ကွာ။တော်တော်ပြင်းထန်တယ်ပြောတယ်။၃နိုင်လောက်ကြာတယ်လို့သိရတယ်။ နော်ရေသာရှင်သားမှာဟုတ်ကဲ့ရေသာရှင်အဲ့တရားပေါ်မှာဖြစ်တာခုနမင်းပြောတော့20ရောက်တော့သေးတယ်20ဆိုတာအခုအားလာမယ်လေးပါဒါပထမတော့ဟိုတပိုင်းဖြစ်တာလေးနောက်တဲ့တပိုင်းတေးတော်တော့မှပထမပိုင်းလူကြီးရပထမပိုင်းဒုတိယပိုင်းမင်းကတော့တင်ပြအောင်ခုနမှကျွန်တော်ဘာကိုတင်ပြပေးတာကအယောက်20ရောက်သေးတယ်ဆိုတာကကျွန်တော်တရင်ရဲ့ခေါင်းစဉ်အချင်းလေးကိုပြောပြလိုက်တာအခုကကျွန်တော်တေပုံတေနီးလေးကိုအပေါ့ကျွန်တော်ထပ်ပြောပြပါမယ်လေအဲ့တော့ပထမဆုံးတိုက်ပွဲမှာစပြီးတော့ကျွန်တော်တော်လိုင်းတစ်ဖွဲ့နဲ့ထပ်ပြီးတွေ့တဲ့တိုက်ပွဲမှာအင်အား140ပါတဲ့ကျွန်တော်ရဲ့စစ်ကြောင်းအတိုက်ခံရတယ်အဲ့ဒီမှာကျွန်တော်က9ဦးတင်ဆုံးတယ် ပြီးရင်ကျွန်တော်ဒီအတီဟိုဘောဟိုပြောရမယ်ဆိုရင်ထိခိုက်တန်ရရှိတဲ့လူတွေလည်းကျွန်တော်ရှိတယ်သိရတယ်နော်ပြီးရင်ဘာလုပ်လဲဆိုရင်ကျွန်တော်တို့ဘက်ကလည်းဟိုလုံနိုင်တဲ့အင်အားတွေရှိတယ်မှာတော့အကုန်လုံးတယ်ပေါ့နော်လုံနိုင်တဲ့ဘာကြီးလုံနိုင်တယ်ဆိုကျွန်တော်တို့ကတခုတည်းသောအာသာချက်အာသာချက်ကဘာလဲဆိုကျွန်တော်လေချောင်းအဲ့လေချောင်းကနေဘာကြီးပြစ်မှုပေးတယ်ဆိုကျွန်တော်ဟိုဂျိုင်းရိုးဆိုကော့ပရာကော့ပရာကြီးရှိမယ်ပြီးရင်ကျွန်တော် drone တွေရှိမယ်ပြီးရင်ကျွန်တော်လက်လက်ကြီးတွေရှိမယ်အဲ့လက်လက်ကြီးတွေနဲ့ကျွန်တော်တို့ဒီလေရင်တွေနဲ့အကုန်အကုန်ကျွန်တော်တို့ကျွန်တော်တို့ဘက်လုံနိုင်တာတွေအကုန်လုံးကျွန်တော်တို့က ဒါဒါဒါမင်းတို့ကဒီလေချောင်းကနေပြီးတော့လုံနိုင်တာလုံနိုင်ဒီငါတို့ဒီမြေပြင်ကငါတို့ကဘာလို့ရမလဲဆိုတော့ငါတို့မီးလောင်ပုံးတွေငါတို့ရွာတွေတော့ပစ်ထည့်ရမယ်ဟာအဘအဲ့လောက်ဒီတော့အဘမလုံနိုင်ဘူးဒီရွာတွေကိုဘာလို့ပစ်ထည့်ရမှာကောဘာလဲဟောရွာတွေမှာဒီလိုပုံးပုံးတွေဘယ်လိုလုံမလဲမင်းကလေဟောရွာတွေကိုပုံးပုံးနေတာမဟုတ်အဘတို့အဲ့ရွာတွေမှာလုံချင်တိုင်းလုံပြီးကြီးရှို့ပြီးတော့မရှိတော့လို့ဘယ်သူမှမရှိတော့ပြည်သူတွေကိုနှိပ်စက်ပြီးအဘတို့ထွက်လာတော့မှလမ်းအောင်တော့မှတော်လိုင်းတက်ဖွဲ့တွေစောင့်ပြီးတော့တိုက်တာ အော်အဲ့လိုကြီးလားအဲ့လိုကြီးဟောမကြည့်ပါဘူးအဲ့တော့ပထမပိုင်းမှာကျွန်တော်တို့အဲ့လိုမျိုးပေါ့ကျွန်တော်တို့လေအနေနဲ့ဒရုန်းတွေနဲ့ကျွန်တော်လက်နက်ကြီးတွေနဲ့နော်ပြီးရင်ကျွန်တော်တို့ဒီစက်တက်လေဒီတွေနဲ့ပေါ့ဗျာကျွန်တော်တို့ကလည်းဟောပေါ့တိုက်ပွဲဖြစ်တဲ့နေရာကိုကျွန်တော်တို့ကပြစ်ကူပေးတယ်လို့သိရတယ်အေးအေးအေးနော်ဒါတော့ကျွန်တော်အော်တိုဘာလာကြီး25ရက်နေပါပဲပြီးရင်ကျွန်တော်အော်တိုဘာလာ25ရက်နေပဲကျွန်တော်တို့ဒီမွန်းလဲ3နာရီလောက်အချိန်နောက်ထပ်ကျွန်တော်တိုက်ပွဲတစ်ခုပြန်ပြီးတော့ဖော့ဆောင်တယ်နော်အဲ့ဒါတော့ဘဲတိုက်ဘသူတွေကလာပြီးတော့တိုက်တာလဲဆိုတော့ကျွန်တော်နေပြီးတော့စစ်တိုင်းပေါ့လက်အောက်ခံ နေပြီးတော့စစ်တိုင်းလက်အောက်ခံ PDF ဟဲ့ဟဲ့ခဏနေခဏနေခဏမြို့ငါပြောမလို့မိခုနပြောတဲ့ဥစ္စာတက်ပေါင်းစုဆိုတာအရင်တော့တက်ပေါင်းစုဆိုတာဒီတော်လိုင်းရင်းသမားတွေရဲ့တက်ပေါင်းစုဟိုနာလာတော်လိုင်းသမားတွေလူမရှိလို့တက်ပေါင်းစုပြီးတော့ငါတို့ငါတို့ပြန်လိုက်တာဟုတ်တယ်အခုကငါတို့ဘက်ကလူမရှိလို့ဟိုတက်မကနေဘလောက်လာဒီတက်မကနေဘလောက်လာဒီတက်မကနေဘလောက်လာဆိုပြီးငါတို့တွေကတိုက်ရတယ်အဲစုပြီးတော့တိုက်ရတာစုပြီးတော့အခုဘာလဲဒီနေပြီးတော့ဒီဥစ္စာ စစ်တိုင်းစစ်တိုင်းဆိုတာဟဲ့မဟုတ်ရဒီဥစ္စာဘုရမျိုးဆောင်တက်အနေနဲ့ငါတို့ထားတဲ့ဥစ္စာလေးကာပါပေးတာလေးတက်လေးဘာလို့တက်မလို့တော်လိုင်းရဲ့တက်ကိုပြောတာတော်လိုင်းရဲ့ဘက်ကနေပြီးတော့စစ်တိုင်းဟာသူတို့လည်းဖွဲ့ထားတာနေပြီးတော့စစ်တိုင်းဟိုဌာနချုပ်ဆိုရှိတယ်လေးပါငါသဘောပေါက်ပြီငါသဘောပေါက်ပြီအခုကကြောဒီတော်လိုင်းရဲ့တက်တွေကနေပြီးတော့စစ်တိုင်းချုပ်လက်အောက်ခံ PDF ပြီးရင်ကျွန်တော်တို့ KMU တက်မှာနှစ်နော်တရင်ကဘာလဲဆိုတော့ဗျလက်လက်ကြီးတက် အဲ့လက်နဲ့ကြီးတက်ကလေသူတို့ကလေလက်နဲ့ကြီးရှိရဲဆိုတဲ့အကြောင်းပြန်ပြလာလက်နဲ့ကြီးတွေနဲ့လာရောက်ပြီးတော့တဲ့ခုနကတိုက်ခွဲဖြစ်တဲ့နေရာကိုပြန်လဲလာရောက်ပြီးတော့သူတိုက်ခိုက်တာဩဒီပုံစံတိုင်းဆိုအရင်တော့ဆိုရင်အပြီးတော်လိုင်းရေးတက်ဖွဲ့တွေရာနေပြီးတော့ PDF ရဲဘော်တွေရာနေပြီးတော့တုံးယောက်ကိုတနက်တက်လက်မဟုတ်တော့ဘူးမဟုတ်တော့ဘူးအခုကျတနက်တက်ရာနေပြီးတော့ပို့နေလို့ပို့နေလို့အခုဆိုရင်လက်နဲ့ကြီးတွေတော့မှတက်ဆင်နေပြီလက်နဲ့ကြီးတက်ဖွဲ့ဆိုတာရှိတယ်ဟာအဲ့လက်နဲ့ကြီးတက်ဖွဲ့ကနေလာရောက်ပြီးခုနကကျွန်တော်တိုက်ခွဲဖြစ်တဲ့နေရာကိုပြန်လာပြီးတော့ကျွန်တော်နောက်တဲ့တစ်ချိန်လာတိုက်တယ် ဟောအဲ့ချိန်မှာကျွန်တော်တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကကျွန်တော်နှစ်နာရီလောက်ကြာတယ်ပြောတယ်ဗျဟေးနှစ်နာရီလောက်ကြာတယ်ခုနကသုံးနာရီပထမကသုံးနာရီအခုနောက်ထပ်နှစ်နာရီလောက်ကြာတယ်အဲ့နှစ်နာရီတော့အတွင်းမှာတဲ့ကျွန်တော်ရဲ့ standard စစ်တပ်အဲ့စစ်တပ်ကနေကျွန်တော်15ဦးတည်ဆုံးနေကျွန်တော်တို့9ဦးထိခိုက်တန်ရာရှိဟောပထမပိုင်းမှာကျွန်တော်တို့လာတိုက်တော့9ယောက်တည်တယ်ဒုတိယပိုင်းလာပြီးတိုက်ခတ်တဲ့အခါကျတော့နောက်ထပ်15ယောက်တည်တယ်အဲ့တော့ခုနကကျွန်တော်ပြောတယ်ယောက်20ဆိုတော့အဲ့မှာပြည်တာပဲဟာတော်ပြီ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 ဒီကြားထဲမှာကွာငါတို့လည်းအတန်ကြားနေရတာ မဖြစ်ပါသေးနဲ့ပဲငါဆူတောင်းမယ်ဟုတ်လဲပါ SBI ရင်ကနေအမေရိကန်နေပြီးတော့ဥစားတွေမင်းကမင်းကအားရဝင်နေကြအဖလုံးမလုံးမလုံးမဟုတ်ဟာမင်းကပါလေမဟုတ်လေသူတည်နေပါအကုန်လုံးဒါတရားဝင်ဆိုကဘာတီအောင်အကုန်လုံးချပြပြီးတော့ဖွဲ့စည်းလိုက်ပြီဆိုတဲ့အကြောင်းကိုအားလုံးတို့လှုပ်ထားပြီးကျင်ညာလိုက်ပြီလေကျင်ညာပြီးတော့တို့လှုပ်မှာပဲဗျာ ဒါလည်းထားလိုက်ပါတော့ကွာထားလိုက်ပါတော့ထားလိုက်ပါတော့အဲခုနလိုမျိုးပြကျွန်တော်ခုဒီကနေ့ကျွန်တော်ဒီတိုက်ပွဲမှာပေါ့နော်အထိနာလာလေကျွန်တော်တို့ရဲ့စီစစ်ကြောင်းပေါ့ကျွန်တော်တို့ရဲ့ဒီစက်ကမှာစစ်ကြောင်းမပြောနဲ့တော့မပြောနဲ့တော့ပြောလို့တော့မရဘူးလေဟုတ်လေမပြောနဲ့ဆိုငါတို့ဘက်ကအထိနာနာတွေပါလေအရင်ကြီးငေါ့အောင်မပြောနဲ့တော့နော်မင်းကမိုက်လားဆိုပြီးထွက်သွားပြန်လဲဝင်လဲဝင်လဲမိုက်လားလို့ပြောတဲ့ကောင်ထိတ်ကြီးကွဲပြီးပြန်ပြန်လာတယ်ဟုတ်ကဲ့ပါနောက်တော့ကမိုက်လားလို့ထွက်သွားလက်ကြီးကျိုးပြီးပြန်ပြန်လာတယ်အဲ့လိုမျိုးဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့လိုကတော့ဒါကတော့ဟိုကကျွန်တော်တို့ဒီ ဟိုတနိုင်ငံလုံးဖြစ်နေတာပေါ့ဗျာတနိုင်ငံလုံးဖြစ်နေတာမင်းငါတို့ဒီအရှက်ကိုမရှိတာကွာဒါတော့မှမင်းငါတို့မျိုးသိမ်းတိုက်ပွဲတွေသိမ်းနေဆိုတော့လိန်သေးတာဟာမဟုတ်ဘူးလေကွာမဟုတ်လေအဘလို့လိန်နေဆိုတော့ဟုတ်တယ်လို့ပြောတာလေအဲ့တော့ဆက်လိုက်ပြီးတော့အဘအဘကိုကျွန်တော်ပြောရမှာကခုနလိုမျိုးကျွန်တော်အထိနာတာလေကျွန်တော်တို့ရဲ့စီစကားမှာစစ်ကြောင်းအဲ့စစ်ကြောင်းကဘာလို့လဲဆိုရင်အဲ့ရေတာရှင်မျိုးနယ်အတွင်းကိုပြန်လဲဆုတ်ခွာသွားတယ်ဆုတ်ခွာသွားတဲ့အချိန်မှာဘာလို့လဲလမ်းမှာရှိတဲ့ကျွန်တော်တို့ပိန်းနှွဲပင်ရွာပိန်းနှဲပင်ရွာရှိတယ်ကျွန်တော်ရွှေရွှေတောင်ရွာတက်ရွာရှိမယ်ပြီးရင်ကျွန်တော်တို့ကဲ ဲလင်းစိတ်ရွာစွာရှိတယ်အဲ့ရွာ၃ရွာကိုဝင်ရောက်ပြီးတော့တဲ့အဘတို့ကမီးရှို့ဖြက်စီးလို့နေအိမ်30ကျော်တော့ပြာကျသွားတယ်လို့သိရတယ်အဲ့ဒါလည်းကွာငါတို့စားစရာမရှိတော့လို့ငါတို့ဒီဘက်ကနေပြာချယူတာအဲ့ဖွဲပြောင်ငါတို့ပြန်ရောင်းတာပါဒီစပယ်ကြီးစပယ်ကုန်းတွေငါတို့ကဒီအဲ့ဒါလည်းစပယ်ကုန်းတွေကနေပြီးတော့အခုကမြောက်လီလီကနေတုတ်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 တိုက်တာတော့မဖာနဲ့ မဖာနဲ့မြောက်လေတိုက်လာမြောက်လေလည်းမတိုက်ဘူးမိတော်နဲ့ထိလေတော့ငါစကားကိုပြောဝင်ပေးပါပြောဝင်ပါအမဘာမဖာနဲ့ဘာလို့လဲဗျဘာလို့ရဲ့ဒီဘာလို့ရဲ့တက်ချုပ်ကြီးတွေစကားမှာစစ်တက်စစ်သားတွေอ่ะဘာလို့နေလဲမတ်လို့လဲတိုက်ပွဲမှာဖြစ်တယ်အထိနာရဲ့ပြန်ဆုပ်တယ်ဘေးနားမှာရှိတဲ့ယွာတွေကိုတွေ့ရင်အဲ့ယွာတွေကိုဝင်နေမီးရှို့တယ်နေနေမီးရှို့တယ်ပြီးပစ္စည်းတွေယူတယ်အဲ့ဒါတွေပဲလုံနေတာ မဟုတ်ပါဘူး။အဲ့တော့ငါလိုက်မဖာနဲ့။စောင်းလေးလေးကတိုက်လာလို့တုတ်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 နဲ့ငါတို့ဒီဘက်ကမီးလုံနေတဲ့ဥစ္စာမီးစာလေးရနေအိမ်ကိုသွားပြီးတော့တောင်းသွားတာကွာ။တက်ကယ်မိုးတော့အုံးဟုံးဆိုလောင်သွားတာကွာ။ရောက်တော့ရပါဘူးကွာလေ။မြမတန်နေမြဝတီတိတ်ပြီးနားမထောင်လဲလို့ပြောတာ။အဲ့ဒါကြောင့်ပြောတာ။အေးမြမတန်တို့မြဝတီတို့အဲ့လိုပဲပြောတာလေ။ဟုတ်ပါဘူး။မစင်မချင်းဒီမီးဟိုလှုံပြီးတော့မီးကိုမတက်သွားလို့အဲ့လိုမျိုးမီးတွေကမီးပွားတွေကကြာပြီးတော့အိမ်နေမီးလောင်သွားတယ်ဆိုပြီးတော့အဲ့လိုပဲမြမတန်တို့မြဝတီတို့စကိုင်းနဲ့တို့ MRD ဖိုးတို့အဲ့လိုပြောတာလေ။အဲ့ကြောင့်ကြည့်နေလိမ့်နေတာလို့ပြောတာ။ကျွန်တော်ပြောတာတရေအမှန် เนาะဒါကတော့ဒါပြောရမယ်ဆိုရင်တော့ဟိုဖြစ်တဲ့ဖြစ်တဲ့ဟာရေလေးကတုတ်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 နေတော့မှမရဘူးမရအောင်မရအောင်မရအောင်လာအဘဒါဖားတယ်လို့ပဲကျွန်တော်ကသိတာเนาะအဘမဖားနဲ့အဘတို့ရဲ့ဒီတက်ကြီးတက်ပြက်နေပြီတက်ပြက်နေပြီမဖားနဲ့တော့ဩတက်ပြက်နေပြီဟုတ်ကဲ့တက်ပြက်နေပြီတက်ပြက်တာအခုမှတက်ပြက်တာမဟုတ်ဘူးအခုကပုံစံ2022ခုနှစ်တည်းကတက်ပြက်တာအိုင်ဒီယာငါတို့ရကနေပေါ်တာတွေပေါ်တင်နေဆွဲယူတော့ငါတို့ရှေ့တန်းနေပို့နေတာဟုတ်ကဲ့ပါပါဟိုဆက်လက်ပြီးအဘတို့တင်ပြပေးမယ့်သတင်းလေးရှိသေးတယ်เนาะအဘအဲ့ဒါလဲဘာလဲသူကြီးပေါက်မြို့နေ ပေါင်းမျိုးနေတယ်ဟောလာပြန်ပြီကွာမနိုင်တဲ့ဘက်ဒီရွေးမင်းကောင်ကိုပြောနေတယ်တတိယကလည်းအဲ့အားကြီးတက်လာတယ်တက်လာတဲ့တတိယကျွန်တော်ကဘာကိုကျွန်တော်တင်ပြပြရတာဒီအဲ့ပောက်ကဟိုကိုတော်ကလည်းမင်းသူစားကောင်းတောက်ကောင်းအောင်လို့ဆိုပြီးတော့မင်းအဲ့ဒီမှာတောက်လျှောက်ကနေပြီးတော့အကျွန်တော်တို့တော့ဘယ်နေအောင်ကျွန်တော်တို့တိတ်နေပါပြီဘ누구ကိုကျွန်တော်တို့တိတ်နေပါပြီဆိုပြီးတော့ငါတို့ရှီယာပတ်စံနေပဲယူယူပြီးတော့စားကောင်းတောက်ကောင်းဟုတ်ကဲ့ ငါဒေါသထွက်လို့ပါစားကောင်းတောက်ကောင်းသူကနေလှုပ်လှုပ်နေတကယ်တကယ်အဲ့နားကြီးသွားကြည့်ငါတို့တင်းဟိုမတင်းရဘူးဟုတ်ကဲ့အဲ့အဲ့ပေါ့မြွနယ်အကြောင်းလေးကိုကျွန်တော်အပေါ့ကိုကျွန်တော်တရားပြမယ်နော်အေးပြောပြောအဲ့ပေါ့မြွနယ်တွင်တဲ့ကျွန်တော်စစ်ကြောင်းထိုးနေတော့ကျွန်တော်တို့ရဲ့ဒီစတန်ဒတ်စစ်တပ်စစ်တပ်ကိုဓာပြတိုက်ခိုက်မှုမှာတဲ့စစ်သား18ဦးတေဆုံးပြီးတော့3ဦးအရှင်ဖမ်းမိတယ်ပြီးရစစ်သားအလောင်းတွေကိုလည်းလမ်းဘေးမှာကျွန်တော်ဖြစ်တယ်လို့ကျွန်တော်စွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းလေးကိုအပေါ့ကိုကျွန်တော်ပြောပြမယ်နော် အဲ့ဒါဘယ်လဲကြီးစားစားခွေးထိုးထိုးပေါ့ဟုတ်ကဲ့ပေါ့ခွေးစားစားကြီးထိုးထိုးပေါ့ခွေးစားစားကြီးထိုးထိုးမလည်းမားဘူးနေကွာဘာဖြစ်လဲဆိုတော့အပပြန်ကောက်တဲ့အချိန်လည်းမရတော့ဘူးလေနော်သူတွေလည်းဟိုခွေးပြေးဝက်ပြေးပြေးရတာဟုတ်နော်အဲ့ဒါကြောင့်မို့အဲ့ဒီတရင်လေးကိုအပကျွန်တော်တင်ပြပေးမယ်အဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုရင်ကျွန်တော်အော်တိုဘာလာတဲ့30ရင်းနေစတင်ပြီးတော့တဲ့ကျွန်တော်ဒီမိတ်တီလာအခြေဆိုင်နော်ကျွန်တော်တက်မ99မှာထွက်လာတဲ့ အင်အား400ပါဟွန်း၄၀၀ပါကျွန်တော်စစ်တက်စစ်ကြောင်းငါတို့ဘက်ကမလားဟုတ်တယ်အေးအဲ့ဒါပဲငါဟိုဘက်ကလာလို့ငါနည်းနည်းဖြုံသွားတာမဟုတ်ဘူးမဟုတ်ငါတို့ဘက်ကအင်အားတွေငါတို့ကဖြည့်ထားတာကျွန်တော်ကအင်အားတွေဖြည့်ထားတာပေါ်တာလီပေါ်တင်နေဆိုရင်ငါတို့ကဖြည့်ထားတာဟုတ်ကဲ့အဲ့အင်အား၄၀၀ပါ၄၀၀ပါကျွန်တော်တဲ့ဒီ standard စစ်တက်စစ်ကြောင်းပေါ့နော်ဟုတ်ပြီအဲ့စစ်ကြောင်းကတဲ့ကျွန်တော်စိတ်ဖြူမျိုးနဲ့ကပါစာ၂၀နှစ်မှတဆင့်ဟုတ်ပြီကျွန်တော်ပေါင်းမျိုးနဲ့တောင်ပိုင်းကိုစတင်ပြီးစစ်ကြောင်းတို့ဝင်ရောက်နေတယ်လို့သိရပါတယ်ဗျာနော်အဲ့ဒီကျွန်တော်တို့ဝင်ရောက်လာတဲ့ကျွန်တော်တို့ရဲ့စကားမှာစစ်ကြောင်းကိုတဲ့ကျွန်တော်စစ်ကြောင်းမှာပေါ့နော်ဟုတ်ပြီအဲ့မှာ အဖွဲ့တွေဘောင်းဆောင်ကခုနကပြောလို့တပ်ပေါင်းစုပုံတပ်ပေါင်းစုတပ်ပေါင်းစုဘယ်ဘယ်အဖွဲ့တွေပါမယ်ဆိုကျွန်တော်တို့ဒီအမှတ်14အမှတ်16ပြီးခမရ109အဲဟုတ်ပြီအဲ့တဲ့ရင်ကနေပေါင်းထားတယ်ကျွန်တော်စစ်သားတွေဖြစ်တယ်ဟုတ်ပြီအဲ့စစ်သားတွေပေါင်းပြီးတော့ကျွန်တော်ပေါင်းမျိုးနယ်တွေကိုကျွန်တော်စစ်ကြောင်းထုတ်ပြီးတော့ဝင်ရောက်လာတယ်ကိုသိရတယ်ဟုတ်ပြီ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 ဟုတ်ကဲ့အခါလေးတော့ပါကျွန်တော်တင်ပြပေးမယ်နော်အဲ့လိုမျိုးဝင်ရောက်လာတယ်တဲ့ကျွန်တော်တို့ဒီစစ်ကြောင်းပေါ့အဲ့စစ်ကြောင်းကဘာလို့လဲဆိုရိုးကြီးရွာအနောက်ဘက်မှာ ဒီယိုးကြီးလို့ယိုးလေးလို့ဟုတ်ကဲ့အဲဟုတ်ပြီဟုတ်ပြီဟုတ်ပြီပေါက်ပေါက်မျိုးနယ်တွေကဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဲယိုးကြီးကကျွန်တော်အနောက်ဘက်တွင်တဲ့ဆိုရှားပင်ရေးရွာဝို့တဲ့နော်ရှားပင်မှာဘာလို့သွားရေးတာလဲရှားပင်မှာမရေးနယ်လို့ငါတို့ရေးရင်ငါတို့ဒီဘက်မှာစာအုပ်တွေပိုင်းငါတို့ထုတ်ပေးမယ်ရှားပင်မှာရေးတာတော့တချို့အရှားစီးတွေပိုင်းနဲ့ပြန်ပြီးတော့ဥစ္စာဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်ပြောတာကရှားပင်ရေးရွာ ရွာရွာနာမည်လားအော်အေးအေးဟုတ်ပြီဟုတ်ပြီဆာမသိပါဘူးကအဲရှားပဲတွေပါလေခုတ်ပြီးတော့ငါတို့ဒီအမွှေးတိုင်လေးပူစောတော့ရေရီယာတွေပါလေခြေဖို့ဥစ္စာတို့အဲရှားပဲမှာငါတို့ရေးတာတို့အဲ့ဒါလေးထင်လို့ကမဟုတ်ကျွန်တော်ရွာနာမည်ကိုပြောတာနော်ဒီရှားပင်ရေးရွာတဲ့ပြီးတော့ဒီမိုးကောင်းချောင်းမနော်မိုးကောင်းတယ်လို့မိုးတော့ငါတို့ဥစ္စာမရှိတော့ပါဘူးဘာလို့လဲဆိုတော့ဒီငါတို့ဖိလစ်ပိုင်နိုင်ငံမှုန်တန်းလေတိတ်မလာတော့ဘူးကွာမိုးကောင်းချောင်း ချောင်းနာမည်ကမိုးကောင်းချောင်းအော်မိုးကောင်းချောင်းဟုတ်ကဲ့နော်အော်အေးဟုတ်ပြီဟုတ်ပြီမိုးကောင်းချောင်းပါတဲ့အသက်ဟုတ်အတိအကျပြောပါအတိအကျပြောမယ်လေဒီမိုးကောင်းချောင်းပါအသက်30ကျော်အရွယ်တဲ့ကိုရွှေမင်းနဲ့ နော်ရိုးကြီးတော့မှအသက်၄ကိုရွှေမင်းမဟုတ်ဘူးလားကိုရွှေမင်းအော်ကိုရွှေမင်းကိုရွှေမင်းနေနေအသက်၄၀ရွယ်ကိုကျော်နိုင်ထွန်းလို့ကိုတဲ့ဖန်စီတက်ဖြတ်ခဲ့ပြီရောတဲ့ကျွန်တော်ချက်ကန်ရောမှာနေအိမ်ခွန်လုံးလုံးကိုလည်းမင်းရှုပ်ပြစီခဲ့တယ်သိရတယ်အဲ့စစ်ကြောင်းကနော်အဲ့ဒါကဟိုပါဟိုစစ်ကြောင်းထိုးလာတဲ့အချိန်မှာကျွန်တော်လမ်းမှာရှိတဲ့ရွာတွေကိုဝင်ပြီးတော့အဘတို့ကဒါပြည်သူတွေဖမ်းတယ်ပြီးရင်နေအိမ်ကိုမင်းရှုပ်တာကိုလောက်တာနိုဝင်ဘာလ၃ရက်နေ့မှာတဲ့ကျွန်တော်တို့ရဲ့ဒီအကြမ်းဖက်စစ်တဲ့စစ်ကြောင်းနဲ့နော် တော်လိုင်းတပ်ဖွဲ့များကကြောက်ကကြေးရအနီးမှာထိတိုက်တပ်ဖွဲ့ဖြစ်ခဲ့ကိုသိရတယ်။အော်ကြောက်ကသူများရေခက်ဆင်းလားကြောက်ကသူများရေခက်ဆင်းလားဆိုအဲ့ရွာလား။အဲ့ရွာလားဘယ်ရွာလားမသိဘူး။ကြောက်ကကြေးရအနီးမှာလေထိတိုက်တပ်ဖွဲ့ဖြစ်တယ်ကိုသိရတယ်။ထိုးတိုက်ပွဲအတွင်းမှာကျွန်တော်တို့ရဲ့ဒီအချမ်းဘက်စစ်တပ်ကနေပြီးတော့စစ်တပ်နဲ့ စတန်ဒတ်နော်ဟုတ်ပြီစတန်ဒတ်ကျွန်တော်တို့ရဲ့ဒီစတန်ဒတ်စစ်တပ်ဘက်ကနေစစ်သားစင်တော်10ဦးသေဆုံးပြီးတော့နော်ကျွန်တော်စစ်သားအလောင်းများကိုတိုက်ပွဲဖြစ်ပွားသည့်နေရာတွေကျွန်တော်စုပစ်ထားခဲ့တယ်လို့သိရတယ်နော်ပြီးတော့လည်းကျွန်တော်တို့ဒီဒဏ်ရတဲ့စစ်သားတွေ ਆ ရှိတယ်ဒဏ်ရတဲ့စစ်သားကတော့ကျွန်တော်အရေးပေါ်လူနာကတော့ကျွန်တော်10ဦးလောက်ရှိတယ်လို့သိရတယ်အဲ့ထိခိုက်ဒဏ်ရရှိတဲ့ကျွန်တော်တို့ဒီစစ်သားတွေတော့ကျွန်တော်ထမ်းစင်နေနဲ့တဲထုတ်ပြီးတော့ကျွန်တော်ပင်တော်ပြူစောတိရောက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရတယ်ဟာမရုဘကဟုတ်ကဲ့ဘလောက်ထိမတည်တည်တယ်မြို့ငါပြောပြမယ်ဟုတ် ိုတယ်နေ့တော့ငါဒိုင်းပေါ်မှာငါကြည့်လိုက်ရတယ်ဒီ PDF ရဲပေါ်နေတော်လိုင်းတက်ဖို့ဝင်နေရနေပြီးတော့လမ်းသွားနေတဲ့အဲ့လိုဘောလုံးကန်သူကန်သွားတာငါတို့ဘက်ကဒီစကားစကတိသွားတဲ့ဥစားအယိုးကောင်းဟုတ်တယ်အော်ကြည့်ကြည့်လိုက်ရတယ်ကြည့်လိုက်ရတယ်ဘောလုံးကန်သူကန်သွားတာဟာငါတို့ဘောလုံးမလို့တော့ဥရအောင်နဲ့ဒီမှာတဲ့ဒီကောင်းခေါင်းနေနဲ့ငါတို့ဘောလုံးကန်မယ်ဆိုတော့အဲ့လောက်တိအောင်ငါတို့ဘက်ကပိုးစိုးပတ်ဆက်တွေတင်နေပြီလားတင်နေပြီအဲ့ဒါကအခုကအခုဖြစ်တဲ့တဲ့ရင်းလေးကဒါ no နိုဝင်ဘာလ3ရက်နေ့မှာဖြစ်တာနောက်တဲ့နိုဝင်ဘာလ9ရက်နေ့မှာ ထပ်မှန်ရင်ကျွန်တော်စစ်ကြောင်းထိုးလာတယ်အင်အား130ပြည့်အင်းဟိုပါဗောကျွန်တော်စစ်ကြောင်းထိုးတယ်ကျွန်တော်ပေါင်းမြို့နယ်တောင်ပိုင်းတီးကြောင်းရွာမှာအရှိအရွတ်တို့ဥတီစစ်ကြောင်းထိုးလာတယ်ကျွန်တော်ရဲ့အစကမှစစ်ကြောင်းဟုတ်ပြီအဲ့စစ်ကြောင်းကိုဒုတိယကြိမ်ကျွန်တော်ရောကြောင်းအရောက်မှာရောရောကြောင်းဟုတ်ပြီ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 ရောကြောင်းရောက်မှာတော်လိုင်းရင်တက်ဖွဲ့နေတယ်ကျွန်တော်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရတယ်အဲဟုတ်ပြီရောကြောင်းမှာတော့ဟုတ်ပြီပြောပြောဆက်ပြောဆက်ပြောဆက်ပြောဟုတ်ပြီအဲ့ဒီမှာလဲကျွန်တော်တို့ရဲ့ဒီဟိုစကမှစစ်သားကျွန်တော်တို့ခုနှစ်ဦးတည်ဆုံးနေတနက်၅လက်ကျွန်တော်အပါဝင်လက်နက်ခဲယမ်းတွေကို ဟိုတော်လိုင်းတက်ဖွဲ့တွေတိတ်စီးသွားတယ်လို့သိရတယ်ဗျ။အိုးငါအားရဝန်တန်နဲ့ရောချောင်းမှာငေါရီယာအပီပန်းကတော့ကင်တရာလို့မင်းကလက်ဆက်သက်တော်မင်းရောချောင်းမှာမင်းကလေဒီသတင်းစကားတွေကိုပြောမကောင်းရဲ့သားနဲ့မင်းငါ့ကိုဒိတ်ယူငါ့ကိုစွန်နေတာပဲ။သူကဘာလို့ဖြစ်လဲဆိုတော့ဟိုကလေတိုက်ပွဲကပထမတစ်ခါဖြစ်တယ်ဖြစ်ပြီးွားရင်ဟိုအရင်ဆုံးကျောတိုက်ပွဲတစ်ခါဖြစ်ပြီးတာနဲ့ပြီးွားပြီ။အခုကမပြီးဘူး။ ပထမတပွဲဖြစ်တယ်ခဏနိုင်ပိုင်းကြာမှာနောက်ထပ်တပွဲထပ်ဖြစ်တယ်ဟုတ်နှစ်ပွဲနှစ်ပွဲဖြစ်ပြီးတော့ကျွန်တော်ဘက်ကတေးလာတယ်တော်တော်များတယ်အဲ့ဒါအဲ့ဒါဆိုရင်ငါတို့ဘက်ကလူတွေကနေပြီးတော့တိုက်ပွဲပန်းပြီပေါ့ပန်းပြီပန်းပြီပါတိုက်ပွဲလည်းပန်းပြီဟာသူသူတို့မှလည်းကွာအေးတနာလည်းတနာပါတယ်တက်ချုံတက်ချုံ तू ကနေပြီးတော့သမနာလှုပ်ချင်လို့အမျက်ထုတ်နေတာအောက်ကပြည်သူတွေကနေပြီးတော့မင်းဇက်ရှုပ်ကြီးကိုလိုက်ရှင်းနေရတယ်ဟုတ်ကဲ့ပါပါသူဇက်ရှုပ်ကြီးကိုလိုက်ရှင်းနေရသလိုဖြစ်နေတယ်ဟုတ်အဲ့ဒါတော့ကျွန်တော်ဒီမနက်ပိုင်းကိုရရှိလာတဲ့သတင်းလေးပေါ့နော်ဒါလေးကိုတင်ပြပေးတာနောက်ဆုံးအနေနဲ့အဘောက်ကိုကျွန်တော်က သတင်းလေးတင်ပြပေးရရင်အဘဟိုပါပေါ့ကျွန်တော်တို့ဒီ14ရက်နေ့ကကျွန်တော်တို့ရဲ့တေးစင်းလေးပေါ့မွေးငါသတင်းလေးကိုတော့အဘကိုကျွန်တော်တင်ပြပေးမယ်နော်အေးအေးပြောပြောဆိုတော့ကျွန်တော်ကမြန်မာပေါင်းပြီးတင်ပြပေးရတဲ့အတွက်ကြောင့်ဒါကတော့ကျွန်တော်အခုဒီမနက်ပိုင်းမှာတင်ပြပေးမယ်တေးစင်းလေးရတော့ဒါ14ရက်17လ2025မှာကျွန်တော်ဒီဟိုပါပေါ့တနင်္လာရီတိုင်းကျွန်တော်တနင်္လာရီမြို့နယ်မှာတဲ့ကျွန်တော်43အရှင်ဖမ်းမိတယ်ပေါ့ပြီးရင်ကျွန်တော်စကိုင်းတိုင်းကျွန်တော်တန့်စီမြို့နယ်မှာတဲ့ကျွန်တော်တို့နှစ်ဦးကျွန်တော်တို့တည်တယ်ပေါ့ မွန်ပြည်နယ်ကျွန်တော်ရေးမြို့နယ်မှာတက်ဦးတည်တယ်ဗျ။အဲ့တော့ကျွန်တော်တို့14ရက်17လ2025မှာကျွန်တော်တို့အားလုံးပေါင်းအရှင်ဖမ်းမိတာလည်းတည်တာ56ဦးပါဗျ။ဟာတော်ပြီကွာဘယ်နှစ်ယောက်56ပါ56ဦးတချို့ဒီလိုသားလေးစစ်မြေပြင်ကိုပြည်သူတွေကိုလွတ်နေမယ်တိုက်ပွဲတွေကိုဖော်ဆောင်နေမယ်ဆိုရင်လေ၄6နဲ့ကျွန်တော်တို့ဘက်ကရဲဘော်တွေကိုပြေးကောက်လို့တော့မရတော့ဘူးဗျာ